ဘောလုံးသမားနဲ့ United ကိုလာကျင်ကြရတဲ့ဆိုတဲ့နီးပြအမော်ရင်း Manchester United တင်းဟာမီလန်နဲ့ရဲ့ကြာသပတေးနေ့မှာဘီဘောင်နဲ့ Europa League Semi Final ကစားရမှာဖြစ်ပြီးဒီပြိုင်ပွဲမှာအနိုင်ရခဲ့ရင် B3 League မှာရလတ်ဆိုးဝါးနေပေမဲ့ Europa ထိပ်တန်းသင်းနေတဲ့ကိုပြန်လည်ဝင်ရောက်နိုင်မှာပဲဖြစ်ပါတယ်။အမော်ရင်းကကလပ်အသင်းနေနဲ့နောက်ရသည်အတွက်ပြစ်မှတ်ထားတဲ့ကစားသမားတွေကိုခေါ်ယူဖို့ကြိုးပမ်းနေကြောင်းတီးပြခဲ့ပြီးအပြောင်းရွှေ့ဈေးကွက်မဖွင့်ခင်မှာအခြေခံလှုပ်တွေကိုလှုံ့ဆော်ထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဝဘဟတန်တိုက်စစ်မှုကိုညာအောင်ပေါင်း60နှစ်တသမာ5တန်းနဲ့သူ့ကိုခေါ်ယူနိုင်တဲ့စာချုပ်ပါရှိပြီး ယူနိုက်တက်ရဲ့ခေါ်ယူခြင်းနဲ့ကစားသမားတွေထဲမှာပါဝင်ပါတယ်။ဒါကမန်ယူနိုက်တက်အသင်းမှာကျွန်တော်ခံစားရတာကကျွန်တော်တို့အသင်းမှာကစားခြင်းနဲ့ကစားသမားတွေအများကြီးရှိတယ်ဆိုတာပဲလို့အမ်မော်ရင်ကပြောခဲ့ပါတယ်။ကျွန်တော်သိတာကအခုချိန်မှာကျွန်တော်တို့အသင်းရဲ့ပြဿနာတွေဝန်ထမ်းတွေထွက်သွားတာတွေရလောက်တွေမကောင်းတာတွေနဲ့နှိပြအပြောင်းလဲလုပ်တာတွေကြောင့်အနေနဲ့ပြဿနာရှိပုံပေါ်ပေမဲ့ကျွန်တော်တို့မှာရှင်းရှင်းလင်းလင်းကြံကြံတစ်ခုရှိပါတယ်။အဲ့ဒါကကစားသမားတယောက်ကိုရှင်းပြဖို့အလွယ်ဆုံးအပိုင်းပေါ့။ပြီးတော့ဒါက Manchester United ဖြစ်ပြီးကစားသမားတိုင်းက United မှာကစားခြင်းကြပါရဲ့။ မယူနိုက်တက်တင်မှာဒီဂိုတာလော့အခြေစလုံးတန်ရာကြောင့်တနင်္ဂနွေနေ့ဘုံမောင်းနဲ့ပွဲကိုလွဲချော်မှာဖြစ်ပြီးအမောင်ရင်ကဂျာဇာပရီနေ့မှာယူရိုပါလိဆီမီဖိုင်နယ်ရှိပေမဲ့အင်အားကောင်းတဲ့ပွဲထွက်လူစင်းကိုရွေးချယ်ဖို့ကြိုးစားနေပါတယ်။ယူနိုက်တက်နီးပြားကနောက်ရာသီအတွက်တင်းရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပစ်ဖို့ကစားသမားတွေအတွက်အချိန်မနှောင်းနေဘူးလို့ဆိုပါတယ်။ကျွန်တော်တို့ဒီရာသီကိုအာရုံစိုက်ရမယ်။နောက်ရာသီအတွက်ကျွန်တော်တို့ပြင်ဆင်ပုံတွေဟာဒီပွဲတွေမှာပြောင်းလဲသွားနိုင်တယ်လို့သူကပြောပါတယ်။အာရုံစိုက်ရမှာကဒီမှာရှိတဲ့ပွဲတိုင်းဟာအရေးကြီးတယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်တို့မှရှိနေရပါမယ်။ပြီးတော့ပွဲတိုင်းကိုအနိုင်ရရမယ်။ ချုံလိုက်တာဟာယင်ကြည့်ဘူးဆိုတာမျိုးမဟုတ်ပါဘူးလို့အမ်မော်ရင်ကပြောကြားခဲ့ပါတယ်။ဒီမှာ United States ရဲ့အမေရိကန်